ားလုံးပဲမင်္ဂလာပါမချင်းမင်းနစ်ကပြန်လဲကြိုဆိုလိုက်ပါရင်မချင်းမင်းနစ်ပရိသတ်များအတွက်ဒီကနေ့ရွေးချယ်ထားတဲ့ animation လေးကတော့ Garfield 2024ရုပ်ရှင်လေးပဲဖြစ်ပါရင်လေမော်ရောင်ကြောင်လေးကငငယ်ကသူ့ရဲ့ဖေဆွတ်ပြစ်တာကိုခံရပြီးတော့လူတစ်ယောက်ကမွေးစားထားခဲ့ပါရင်နှစ်ပေါင်းများစွာကြာပြီးသွားတဲ့တနေ့မှာတော့သူ့ရဲ့ဖေကသူ့စီကိုပြန်ပေါ်လာတာပဲဖြစ်ပါရင်ကဲစင်သေးဖြစ်ပြီးဆိုရင်ကျွန်တော်ရဲ့ regal လေးကိုစတင်လိုက်ကြရအောင်ပါကျွန်တော်ကတော့ထုံးစံအတိုင်းစီစဉ်တက်ဆက်သူဆက်ပဲဖြစ်ပါရင် ာဖီကလေးဘွားတော်ကသူ့ရဲ့ဖေကသူ့ကိုတက်တာတက်တာလေးထဲမှာထားခဲ့ပါ යි သူကတော့ခဏနေကြရင်ပြန်လာခဲ့မယ်လို့ပြောပြီးတော့အမောင်ထဲမှာပျောက်ကွယ်သွားခဲ့ပါ යි နိုင်နေငယ်ကြာသွားတဲ့ခါမှာသူကပြန်မလာခဲ့ပါဘူးမိုးရီကတဲထန့်စွာရွာသွန်းနေပြီးတော့ဖိုင်လေးစာနေတဲ့ကာဖီလေးကပီဇာဆိုင်ကအနက်မှုမှုလေးရတဲ့အတွက်ပီဇာဆိုင်ရဲ့ပရင်ပေါက်စီကိုတွားလိုက်ပါ යි ပီဇာဆိုင်ရဲ့ပရင်ပေါက်နားမှာဆိုရင်တော့ဖြင့်ဂျွန်ကကာဖီကိုတွေ့ပြီးတော့အထက်ကိုခေါ်လိုက်ပါ යි ဂျွန်ကတော့သူ့နားကလူတွေအားလုံးမိသားစုနဲ့တူတူပျော်ပျော်ရွှင်ရွှင်စားတောင်းနေတာကိုမြင်ပြီးတော့အထီးကျန်တယ်လို့ခန်းစားနေရတာပဲဖြစ်ပါ යි ဗနေမောက်ကကော်ဖီကိုတွေ့သွားတဲ့ခါမှာတော့အရန်ကိုမှချစ်စရာကောင်းနေတဲ့အတွက်အထဲကိုခေါ်ပြီးတော့ပီဇာနည်းနည်းကြွေလိုက်ပါပြီ။ဒါပေမဲ့လည်းကော်ဖီကပီဇာအားလုံးကိုစားပြစ်လိုက်ပြီးတော့စားတော့ဆိုင်တွေကတခြားသောသူတွေရဲ့စပွဲကိုသွားပြီးတော့သူတမျက်အစားအစာတွေအားလုံးကိုလိုက်ပြီးတော့စားပြစ်နေပါပြီ။ဂျွန်ကတော့စားတော့ဆိုင်ကလူတွေကောင်မလေးမွေးနေ့အတွက်ကိုမွေးနေ့တချင်းစုံနေကြတော့မှပဲ။ကော်ဖီကိုဘယ်သူမှမတွေ့အောင်လို့ဖွက်လိုက်ပါတယ်။ကော်ဖီကငငယ်ကလေးကလိမ္မာတလို့ဟန်ဆောင်ပြီးတော့လှည့်စားတက်တာပဲဖြစ်ပါတယ်။အခုလဲအဲ့ဒီတုံးကားနဲ့ဘာမှကိုမချပါဘူး။ ဂျွန်ကတော့မုတ်ပါဆယ်ထဲမှာဂါဖီကိုထည့်ပြီးတော့ဆိုင်ပင်ကိုခေါ်လာခဲ့ပါ යි ။ဂျွန်ကတော့ဂါဖီကိုဒေါသထွက်ရမယ်အစားချစ်စရာကောင်းနေတဲ့အတွက်ကိုမွေးစားလိုက်ပါ යි ။အဲ့ဒီချိန်တွေကဂျွန်နဲ့ဂါဖီတို့ကဘယ်တော့မှမခွဲခြားတဲ့အပြင်မိသားစုဝင်အစ်ဖြစ်ကိုမှအိုဒီဆိုတဲ့ခွေးလေးကိုပါမွေးထားလိုက်ကြပါ යි ။ကာဖီကတော့ OD ကိုသူ့ရဲ့လက်ထောက်လုပ်ခိုင်းပြီးတော့ဂျွန်စီကကိုအစားအသောက်တွေကိုခိုးခိုင်းခဲ့ပါပြီ။အချင်းတွေကြာပြီးသွားတဲ့အခါမှာတော့ကာဖီကအင်းရဲ့ဘရင်တပါးလို့ဖြစ်နေခဲ့ပါပြီ။ သူကတော့ဂျွန်သူ့ကိုပို့ပြီးတော့ချစ်လာအောင်လို့ဂျွန်ကိုအရန်တွေကိုဂယူးဆိုင်ပြပြီးတော့အစားအစာတွေအများကြီးကိုမှကျွေးနေခဲ့ပါ යි အဲဒီညမှာပဲဂျွန်အိပ်ပျော်သွားပြီးသွားတဲ့နောက်မှာတော့ဂါဖီကရေခဲတက်တာတွေကမုတ်တွေကိုယူဖို့အိုရီကိုတောက်ခေါ်ခဲ့ပါ යි သူတို့နှစ်ယောက်ကတော့မုတ်တွေကိုယူပြီးသွားတဲ့နောက်မှာအိမ်ထဲကိုခွေးကြီးနှစ်ကောင်ကဝင်လာခဲ့ပြီးတော့ဂါဖီနဲ့အိုရီတို့ကိုဖမ်းခေါ်သွားခဲ့ပါ යි ခွေးတွေကသူတို့ကိုအိမ်ပြည်ကြီးစီကိုဖမ်းသွားခဲ့ပြီးတော့ကျိုးနဲ့တွဲလောင်းချီထားလိုက်ပါ යි ဂါဖီကတော့ပြောင်းပြန်ကြိုးဆွဲခံနေရတာဟာကြားတဲ့အတွက်ကိုကြောင်ချောက်ချားတွေဖြစ်ပြီးတော့ပုံရိပ်ရောင်နေမြင်လာခဲ့ပါတယ်။သူကတော့ခေါင်းမိုးပေါ်မှာအဝင်မဲနဲ့အရာတစ်ခုကိုတွေးလိုက်ပြီးတော့သူ့ရဲ့ပုံရိပ်ရောင်လိုထင်တဲ့အတွက်ကိုရှင်းနေခဲ့ပါတယ်။ဒါပေမဲ့လို့အဲ့ဒီအရာကသူတို့ကိုစကားပြောလာတာကြောင့်ဂါဖီကလည်းအဲ့ဒါကသူ့ရဲ့စိတ်ထဲကပုံရိပ်ရောင်မဟုတ်တာကိုတည်သွားခဲ့ပါတယ်။အဲ့ဒီအရာကသူတို့ကိုကဲပေးမယ်လို့ပြောလိုက်ပြီးတော့ဂျိုးကိုဒုတိယထက်စီကိုရအောင်လို့လွှဲပြီးတော့လွတ်ပေးလိုက်ပါတယ်။သူတို့မြေမြေပေါ်ကိုရောက်သွားတဲ့အခါမှာတော့အမဲရောင်ဝေးရုံနဲ့သူကဂါဖီနဲ့အိုတွေကိုသူ့ရဲ့နောက်ကနေလိုက်ခဲ့ဖို့ကိုပြောလိုက်ပါတယ်။ ဂါဖီကတော့သူ့ရဲ့တန်ကိုကြားပြီးတော့မတင်ကဖြစ်သွားတဲ့အတွက်ကိုအမဲရောင်ဝိယုံကိုလှမ်းဖိလိုက်တဲ့အခါမှာတော့သူတို့ကိုလာခဲ့တဲ့သူကသူ့ဖေဆိုတာကိုတည်လိုက်ရပါတယ်။ဂါဖီကတော့ငငယ်တုန်းကသူ့ဖေသူ့ကိုထားသွားခဲ့တာကိုကောင်းကောင်းမှတ်မိနေတဲ့အတွက်သူ့ကိုတွေ့ရတာကိုအရန်ကုန်မှာဒေါသထွက်သွားခဲ့ပါတယ်။တာဖာနီယောက်ကတော့စကားများနေကြတော့မှပဲစူညံတဲ့တခုကိုကြားလိုက်ရပြီးတော့ဂျင်းစ်ကတော့သူ့အနားမှာပေါ်လာခဲ့ပါတယ်။ဖေ့စ်ကဂျင်းကိုတွေ့ပြီးတော့လန်သွားခဲ့ပေမဲ့လည်းဘာမှကိုမဖြစ်တယ်လို့ပုံမှန်တိုင်းကိုဟန်ဆောင်နေလိုက်ပါတယ်။ ဂါဖီကတော့ဗင်းနဲ့ဂျင်ဂျာမှာတခုခုရှိတယ်ဆိုပြီးတော့ဖစ်ကတော့သူ့ရဲ့အမှားတခုခုကြောင့်ဂျင်းစ်ကိုကြောက်နေတယ်ဆိုတာကိုရှင်းပြနေခဲ့ပါပြီ။အဲဒီနောက်မှာတော့ဂါဖီကဂျင်းစ်ကိုဘာလို့သူ့ရဲ့လူတွေကိုလှုပ်ပြီးတော့သူတို့ကိုဖန်ခိုင်းတာလဲဆိုတာကိုမေးလိုက်ပါပြီ။အဲဒါကြောင့်ဂျင်းစ်ကသူ့ရဲ့ဝမ်းနဲ့ဆရာတိတ်ချောင်းကိုပြပြဖို့ကိုဆုံးဖြတ်လိုက်ပါပြီ။ဂျင်းစ်ကတော့လန်နဲ့မျိုးရဲ့မျိုးငယ်လေးထဲမှာမွေးဖွားလာတာပဲဖြစ်ပါပြီ။သူ့ရဲ့ရှင်မန်းချက်ကတော့မျိုးကြီးမှနေရဖို့ဖြစ်ပြီးတော့အဲဒါကိုဖြစ်မြောက်ဖို့ခက်ခက်ခဲခဲကိုစူးစမ်းခဲ့ကြရတာပဲဖြစ်ပါပြီ။နောက်ဆုံးမှာကတော့ဂျင်းစ်ကသူ့ရဲ့အရေးချင်းကိုပြပြီးတော့မျိုးကြီးထဲမှာနေဖို့ကိုအခွင့်အရေးရခဲ့ပေမဲ့လည်း ူရီရဲ့ရှေ့ကိုရောက်သွားတဲ့ခါမှာတော့အရန်ကိုမှကြောက်ပြီးတော့ဘာမှမလုပ်နိုင်နေတဲ့အတွက်ကိုသူ့ရဲ့ရှီမန်ချက် ကကြာရှုံးသွားခဲ့ရပါပြီ။ဂျင်စ်ကတော့လမ်းကျိုလမ်းကြားလေးတွေထဲမှာနေရပြီးတော့တနေ့မှာတော့ဖင်နဲ့သူ့ရဲ့ဖွဲ့ရုံးနဲ့ကိုတွေ့သွားခဲ့ပါပြီ။ဂျင်စ်ကတော့သူ့မှာမိသားစုတစ်ခုရောက်သွားပြီလို့ထင်နေခဲ့ပေမဲ့လို့တနေ့မှာတော့အားလုံးကပျက်စီးသွားခဲ့ရပါပြီ။အဲ့ဒီတနေ့မှာတော့သူတို့အဖွဲ့ကနွားနုချန်တဲ့ကနွားနုတွေကိုခိုးလာကြပြီးတော့ဂျင်စ်ကတော့ထောင်ချောင်းမိသွားခဲ့ပါပြီ။ဖင်နဲ့သူ့ရဲ့ဖွဲ့ကလည်းဂျင်စ်ကိုထားခဲ့ပြီးတော့ထွက်ပြေးသွားတာကြောင့် Jens ကလည်းတရိတ်ဆန်ဖန်စီရေးဖွဲ့ကဖန်နာကိုခံလိုက်ရပါပြီ။ Jens ကတော့တရိတ်ဆန်ထောင်ထဲမှာဆူဆူရွရွနေထိုင်ရပြီးတော့အဆိုးရွားဆုံးနေရက်တွေကိုဖျက်တမ်းခဲ့ရပါပြီ။ Jens ကတော့စိတ်ပြည့်စရာနေရက်တွေကိုတိမခန့်နိုင်တော့တဲ့အတွက် Roland, Nolando နဲ့တူတူအဖွဲ့ဖွဲ့ပြီးတော့ထောက်ဖောက်ပေးခဲ့ကြပါပြီ။ Jens ကတော့သူထွက်ပြေးလာခဲ့တဲ့နေ့ကစပြီးတော့လက်စားချေဖို့ပဲစဉ်းစားနေကြတာဖြစ်ပါပြီ။ဒါပေမဲ့လို့ Fit ကိုဘယ်နေရာမှာမှရှာတွေ့လို့မရတဲ့အတွက်ကို Fit ကတော့သူ့ဘာသာသူပေါ်လာအောင်သူ့သားကိုဖမ်းလိုက်တာပဲဖြစ်ပါပြီ။ အကြောင်းအဆိုပြပြပြီးသွားတဲ့နောက်မှာတော့ Coffee က Jens ကိုဘယ်လိုမျိုးလက်စားချေမှလဲဆိုတာကိုမေးလိုက်ပြီးတော့ Jens ကတော့ V2 ထောင်ချသွားတဲ့နေ့ကစပြီးအခုချိန်ထိ Noblein 1နှစ်1လီတာအရေးတွန်းတဲ့ကိုပေးရမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့လို့ Jens ကသူထောင်ချတာဟာ9နှစ်တောင်မှရှိပြီဖြစ်တဲ့အတွက်နွားနု1685လီတာကိုပေးရမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ Fish ကတော့တလောင်းနွားနို့အများကြီးဘယ်ကပေးရမှလဲမသိတဲ့အတွက် Jens ကတော့အဲ့ဒီယာရီအားလုံးစားခဲ့တဲ့ခြံကနေပဲတွားယူရမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ပြီးတော့ Coffee နဲ့ Oido ကိုပါတူတူပူးပေါင်းရမှဖြစ်ပြီးတော့ 82နှစ်အတွင်းမပေးနိုင်ရင်တော့ Roland နဲ့ Nolan တို့ကိုသူတို့စီကိုလွှတ်လိုက်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အပြင်ကိုထွက်လာတဲ့အခါမှာတော့ Gaffi ကနှစ်ပေါင်းများစွာကြာပြီးမှပြဿနာရင်းနဲ့တူတူပြန်လာတဲ့သူ့ရဲ့ဖေကိုအရန်ကမှဒေါသထွက်နေခဲ့ပါတယ်။ Fiskaro ဆင်မကောင်းဖြစ်သွားခဲ့ပြီးတော့ Gaffi ကိုထားခဲ့ရတဲ့ညကဘာဖြစ်ခဲ့လဲဆိုတာကိုပြောပြဖို့ကိုလိုလိုက်ပါတယ်။ဒါပေမဲ့လို့ Gaffi ကလုံးဝကိုမနားမထောင်ခြင်းတဲ့အတွက်အဲ့ဒီအကြောင်းတွေကိုမပြောဖို့ကိုပြောလိုက်ပါတယ်။ Gaffi ကလည်းရွေးချယ်စရာမရှိတော့တာကြောင့် Channel ကနွားနို့တွေဘယ်လိုမျိုးခေါ်ရမလဲဆိုတာကိုစဉ်းစားလိုက်ပါတယ်။ ရစ်ကတော့အဲ့ဒီအတွက်ကိုသူ့မှာနီးလန်းရှိပြီးတော့စိတ်ပူစရာမလိုဘူးလို့ပြောလိုက်ပါရင်မနက်နိုးလာတဲ့ခါမှာတော့ဂျွန်ကအိမ်အောက်ကိုဆင်းလာခဲ့ပြီးတော့ဂါဖီနဲ့အိုဒီတို့ကိုဗနက်စာကြွေးဖို့ခေါ်လိုက်ပါရင်ဒါပေမဲ့လို့ဂါဖီတို့ကတော့ပေါ်မလာတော့တဲ့အတွက်ကိုလိုက်ရှာရင်းနဲ့ရေခဲတက်တာကပွင့်ပြီးတော့စားစရာတွေကပြန့်ကျဲနေတာကိုတွေ့လိုက်ရပါရင်ဂါဖီကတော့စားစရာကိုဘယ်တော့မှအဲ့ဒီလိုမျိုးချမှတ်ထားတတ်တာကြောင့်ဂျွန်ကတော့အရန်ကိုမှစိတ်ပူသွားခဲ့ပါရင်ဂျွန်ကတော့ဂါဖီနဲ့အိုဒီတို့ရဲ့နာမည်ကိုအော်ခေါ်ပြီးတော့နေရာအနှံ့ကိုမှလိုက်ရှာလိုက်ပါရင် သူရဲ့တငယ်ချင်းတွေကိုဘယ်နေရာမှာမှကိုမတွေ့ရတဲ့အတွက်ကိုဂျွန်ကလည်းဂါဖီတို့အိမ်မှာမရှိဘူးဆိုတာကိုတည်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာဂါဖီတို့ကခြံကိုရောက်အောင်လို့ယထားဘော့ကိုဘယ်လိုတက်ရမလဲဆိုတာကိုစဉ်းစားနေခဲ့ပါတယ်။ဖေကတော့ဂါဖီကိုတက်ကိုင်းတစ်ခုမှချီပြီးတော့ယထားစီကိုပြလိုက်ပါတယ်။သူနဲ့အိုဒီတို့ကလည်းအဲ့ဒီအတိုင်းပဲယထားဘော့ကိုလိုက်လာခဲ့ကြပါတယ်။ဖေကတော့ယထားဘော့မှာဂါဖီနဲ့ရင်းနှီးလာအောင်လို့ကြိုးစားပေမဲ့ဂါဖီကတော့စိတ်မဝင်စားပဲသူ့အဖေရဲ့ဘဝအကြောင်းကိုပဲပြောနေခဲ့ပါတယ်။သူတို့ရန်ဖြစ်နေကြတော့မှပဲအိုဒီကသူနဲ့ဂါဖီတွားရမယ့်နေရာကိုမရောက်ခင် ယထာပေါ်မှာတက်တောင်းတက်တန်နေရအောင်လို့ပြင်ဆင်လိုက်ပါတယ်။သူတို့ခြံကိုရောက်လာတဲ့ခါမှာတော့ခြံကဖေးမမိတုံကထက်ကိုပို့ပြီးတော့တိုးတက်လာခဲ့ပြီးတော့ပို့ပြီးတော့စီကားလာလိပြီလေဖြစ်ပါတယ်။နွားချံကကဘာလက်ခီးသွားတွေလာတဲ့နေရာဖြစ်နေပြီးတော့အရန်ကမှလူများနေတဲ့အကြောင်းဂါဖီတို့ဘယ်သူမှမမြင်အောင်လို့ဘလို့ဝင်ရမလဲမသိကိုဖြစ်နေခဲ့ပါတယ်။ကဖီကတော့လေတော့အိမ်ထဲကိုဝင်ဖို့အစီအစဉ်ဆွေးနွေးတော့မှာပဲတောင်ကုန်းလေးပေါ်မှာထိုင်နေတဲ့အော်တိုကိုသတိထားမိတော့ခဲ့ပါတယ်။ကဖီကတော့အော်တိုကိုသူတို့ကိုကူညီပြီးတော့လေတော့အိမ်ထဲကိုဝင်လို့ရတဲ့လမ်းကိုပျော့ပြဖို့အတွက်ကိုလာခဲ့ပေမဲ့လို့ ။အူတို့ကတော့သူ့ကိုဂယုတောင်မှမဆိုင်ပါဘူး။ခဏကြာမှတော့လေတော့အိမ်တွေကဤတဲကထွက်လာတာကိုမြင်လိုက်ပြီးတော့အူတို့ကလည်းပြုံးသွားခဲ့ပါပြီ။တကယ်တော့အူတို့ကသူ့ရဲ့ချစ်သူကိုအရန်ကိုမှလွမ်းနေပေမဲ့အချောင်းတစ်ခုခုချောင်းကိုတွားတွေးလို့မရပဲနဲ့ဖြစ်နေခဲ့ပါပြီ။အူတို့ရဲ့ဝမ်းနဲ့စရာအချောင်းကိုတီးသွားခဲ့ပြီးတော့အူဒီကတော့တနာသွားခဲ့ပေမဲ့လို့သူ့ကိုနှစ်တဲပေးလိုက်ပါပြီ။အူတို့ကတော့လေတော့အိမ်ကနေကန်ထုတ်ခံလိုက်ရပြီးတော့သူ့ရဲ့ချစ်သူနဲ့ခွဲခဲ့ရတာနှစ်နဲ့ငယ်ကြာသွားပြီလို့ပြောလိုက်ပါပြီ။ ူဝင်ဖို့ကြိုးစားခဲ့ပေမဲ့လည်းအချိန်ချင်းကိုမှဖမ်းခံခဲ့ရပါရင်ဂါဖီကလည်းအိုတိုသူတို့ကိုကိုညီအောင်ပြောဖို့အကြံရသွားခဲ့ပြီးတော့သူတို့အထဲကိုဝင်နိုင်ရင်အီတဲကိုပါထုတ်လာပေးမယ်ဆိုပြီးတော့ပြောလိုက်ပါရင်အဲဒီစကားကိုကြားတော့အိုတိုကနှစ်ခါပြန်မစင်းစားတော့ဘဲနဲ့သူတို့ကိုအထဲဝင်မဲ့လမ်းကိုပြဖို့ကိုဆုံးဖြတ်လိုက်ပါရင်သူကတော့မြေပုံတစ်ခုကိုဆွဲပြပြီးတော့အလုံးကစွမ်းရည်ခန်းထဲကိုအရင်ဝင်ပြီးတော့ပိုက်တွေတဲကနေဝင်ရမှလည်းဖြစ်ပါပြီ။ပြီးတော့တဲ့နောက်မှာတော့ဝင်ကဘာပုံစံပိုင်လိုင်းတွေကဝင်ပြီးတော့ရေခဲခန်းထဲကိုတွားရမှလည်းဖြစ်ပါပြီ။ ရေခဲခန်းကနေထိန်းချုပ်ရေခန်းတွေကတော့ကိုယူပြီးတော့နွားနုကားနဲ့တွားရမှလည်းဖြစ်ပါရင်ပြီးတော့ခြံနောက်ဘက်ကသူရဲ့ချစ်သူအီတဲကိုလည်းခေါ်ခဲ့ရမယ်ဆိုတာကိုပြောပြလိုက်ပါရင်ဒါပေမဲ့လို့သူတို့သာတခုခုမှားသွားရင်တော့အစီအစဉ်ကပြတ်ပြီးတော့အလုံးဖမ်းခံရမယ်လို့ပြောလိုက်ပါရင်ဂျွန်ကတော့သူ့ရဲ့တငယ်ချင်းလေးကိုရှာဖို့ပညာရှင်တွေကိုပါဆက်သွယ်ပြီးတော့ကူညီတောင်းနေခဲ့ပါရင်အဲ့ဒီညနေမှာပဲအိုတိုကလေတော့အိမ်ထဲကိုဝင်ဖို့အချိန်ကားကိုစောင့်ရင်းနဲ့သူ့ရဲ့အဖွဲ့ကိုကျုံလာမဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့အတွက်ကိုအသင်းဖြစ်ရလို့လေ့ကျင့်ပေးလိုက်ပါရင်အိုဒီကတော့ ACA ကိုနားနေပြီးတော့ Gavi နဲ့ Vito ပဲလေ့ကျင့်နေရပါရင် ။အော်ဒိုရဲ့လေ့ကျင့်မှုတွေကအရင်ကမှပြင်းထန်ပြီးတော့သူတို့လုပ်နိုင်တယ်ဆိုတာကိုတက်တေပြဖို့မနည်းကမှစူးစမ်းနေရပါပြီ။လေ့ကျင့်မှုကတဖြည်းဖြည်းကိုပြင်းထန်လာပြီးတော့ကာဖီနဲ့ဖစ်တို့ကလည်းမပြေလည်တဲ့အပြင်ကမှပို့ပြီးတော့နားလည်မှုကလွယ်လာခဲ့ကြပါပြီ။အော်ဒီကတော့သူတို့နှစ်ယောက်ကိုပြေလည်အောင်လုပ်ဖို့တစ်ပင်တစ်ပင်မှຫນွေကျိုးနဲ့ကိုချီထားလိုက်ပါပြီ။ဒါပေမဲ့လို့သူတို့ကမပြေလည်တဲ့အပြင်လုံအောင်လို့ရှောင်ရင်းနဲ့တယောက်နဲ့တယောက်ကိုထိခတ်အောင်လို့လုပ်လိုက်ကြပါပြီ။အဲဒီနောက်မှာတော့နှစ်ယောက်စလုံးကခနာကိုငြိမ်သွားခဲ့ပြီးတော့ဖေကတော့သူကာဖီကိုထားခဲ့ရတဲ့ညာတော့ကအချောင်းကိုပြပြလိုက်ပါရင် ဗီကာတော့ကာဖေးကိုအရန်ကုန်မှချစ်တာကြောင့်သူ့ရဲ့သားလေးကဘိုက်စာနေတာမကြည့်ရလို့စားသောက်ဆန်ဒီဇိုင်နာကိုတွားပြီးတော့ဘာစားစာများရမလဲဆိုပြီးတော့ကြည်လိုက်ပါရင်တမဲလို့ဘာစားမှမတွေ့တဲ့ပြေကုန်မှဆန်ရှင်ကသူ့တို့ကိုလိုက်ရိုက်တာကြောင့်ထွက်ပြေးခဲ့ရပါရင်ဗီကာတော့ကာဖေးအတွက်ကိုစားစရာရှာဖို့ကာဖေးကိုတက်သားပုံးလေးတွေကိုထည့်ပြီးတော့အစာသွားရှာခဲ့ပါရင်သူ့သားအတွက်ကိုငါးလေးယူပြီးတော့ပြန်လာတဲ့အခါမှာတော့ကာဖေးကိုပီဇာဆိုင်ထဲမှာဂျွန်နဲ့အတူတူပြုံးနေတာကိုတွေ့လဲရပါရင်ဗီကာတော့ကာဖေးကဂျွန်နဲ့နေရင်ပူပြော်ရမယ်ထင်တဲ့အတွက်ကိုသူ့ကိုအဝေးကပဲကြည့်နေခဲ့တာလို့ပါပြောလိုက်ပါရင် ဂါဖီကတော့အဲ့ဒါဆိုရင်ဒီနှစ်တည်းအတွင်းမှာဘာလို့သူ့ကိုလာမတွေ့ခဲ့ရလဲဆိုပြီးတော့မေးလိုက်ပါ යි ။ဖီကတော့သူ့ဂျုံကိုခဏခဏကိုလာကြည့်ခဲ့ပေမဲ့လို့ဂါဖီပြောနေတာကိုတွေ့လိုက်ခဲ့ပါ යි ။ဒီတိုင်းကိုပြန်သွားခဲ့တာပါဆိုပြီးတော့ပြပြလိုက်ပါ යි ။တာဖာနီယောက်ကတော့အဆင်ပြေသွားပြီဆိုတာကိုသိလိုက်ရတဲ့အတွက် OD ကလည်းသူ့တို့ကိုလှုပ်ပေးလိုက်ပါ යි ။အဲဒီနောက်မှာတော့အပင်ပေါ်မှာသူ့တို့ကိုအနီးကပ်စောင့်ကြည့်နေတဲ့ရိုလန်နဲ့နိုလန်တို့ကလည်းဂျင်းစ်ကိုသူ့ရဲ့အစီအစဉ်အကြောင်းတွေကိုတွားပြီးတော့ပြပြလိုက်ပါ යි ။ဂျင်းစ်ကတော့ရဲမှုမာကြီးကိုဖုန်းဆက်ပြီးတော့လှမ်းပြီးတော့တတိပေးလိုက်ပါ යි ။ ရေမှုကတော့သူပြောရကိုနားမလည်တဲ့အတွက်ကြောင်ပါတာပြန်သုံးခဲ့ပြီးတော့နားထောင်လိုက်ရပါပြီ။အိမ်ကိုပြန်ရောက်တဲ့အခါမှာတော့ဂါဖီကသူ့အိမ်ကိုပြန်ရောက်လာတဲ့အတွက်ကိုအောင်းပွဲခံလိုက်ပါပြီ။သူ့အိမ်မှာရှိသမျှပစ္စည်းတွေအားလုံးနဲ့ကိုစော့ကစားပြီးတော့တက်တောင့်တက်တာနေလိုက်ပါပြီ။ဂျွန်ကလည်းဂါဖီကြိုက်တဲ့မုတ်တွေအများကြီးကိုပြင်ပေးလိုက်ပြီးတော့သူစားခြင်းတလောက်ကိုစားဖို့ပြောလိုက်ပါပြီ။ဂါဖီကတော့ပျော်ပျော်ရွှင်ရွှင်စားခဲ့နေမှာပဲထမင်းစားခဲ့ရှေးကမြင်ရတဲ့တစ်ပင်ကြီးကိုမြင်ပြီးတော့သူ့ဖေပြောခဲ့တာတွေကိုတတိယသွားခဲ့ပါပြီ။ဂါဖီကတော့အဲ့ဒီနေရာမှာပဲသူ့ဖေရှိနေမလားသိရအောင်လို့အပြင်ကိုထွက်လာခဲ့ပါပြီ။ ဂါဖီကတိတ်ကျဆော်အယမ်းများနေတာနဲ့ကားလမ်းမလည်မာတော်မှရမ်းမိသွားခဲ့ပါသူကတော့တပင်ပေါ်ကိုတက်ကြည့်လိုက်ပေမဲ့ဘာမှကိုမှမတွေ့တာကြောင့်သူ့ရဲ့ဖေလိနေတယ်လို့ထင်ပြီးတော့တပင်ပေါ်မှာလှည့်ချလိုက်ပါအပေါ်ကိုမော်ကြည့်လိုက်တဲ့အခါမှာတော့သူကအမှန်သားတွေအများကြီးကိုတွေ့လိုက်ရပြီးတော့သူ့ဖေပြောခဲ့တာကအမှန်ပဲဆိုတာကိုသိသွားခဲ့ပါအဲဒါကြောင့်ဂါဖီကသူ့ရဲ့ဖေကိုကယ်ဖို့ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါ ဂါဖီကတော့သူ့ရဲ့ဖေသူ့ကိုထားခဲ့တာဟာသူ့ကိုလုံခြုံစေချင်တယ်လို့ဆိုတာကိုနားလည်သွားခဲ့ပါရင်ဂျင်းစကာရော့ဖစ်ကိုဖမ်းဖို့အဓိကပြစ်မှတ်ကဂါဖီဆိုတာကိုသိတဲ့အတွက်သူ့ကိုလှုပ်ပေးမှာမဟုတ်ပါဘူးဖေကတော့ဂါဖီကိုတရိษံထိန်းသိမ်းရဲကဖမ်းသွားရင်ဂျွန်ကလာပြန်ပြီးတော့ခေါ်မယ်ဆိုတာကိုသိတဲ့အတွက်ချန်ခဲ့တာပဲဖြစ်ပါတယ်ဂါဖီကတော့သူ့ရဲ့ဖေကိုရှာဖို့ထွက်လာခဲ့ပြီးတော့ဂျွန်ကလည်းသူ့ရဲ့တငယ်ချင်းကိုထပ်ပြီးတော့ပြောက်သွားခဲ့ပါတယ် ကျွန်တော်တို့ကာဖီအိမ်ကိုပြန်ရောက်လာတဲ့အထိမ်းအမှတ်အနေနဲ့ကိတ်ပြင်ပြီးတော့ surprise လုပ်ပေးဖို့ကိုလုပ်ပေးမယ်လေအားလုံးကတလွဲတချော်တွေဖြစ်ကုန်ခဲ့ရပါပြီကာဖီနဲ့ Oreo ကလည်းအိမ်ပြည့်ကြီးစီကိုထပ်သွားခဲ့ပြီးတော့ရှာကြည့်လိုက်တဲ့အခါမှာပုံတွေများကြီးကတ်ထားတာကိုတွေ့လိုက်ရပါပြီ ပုံထဲမှာဂျင်းစီရဲ့အစီအစဉ်တွေကိုရေးထားခဲ့ပြီးတော့ Vince ကိုရထားပေါ်ကနေပြစ်ချဖို့ကိုလှုပ်ထားတာတွေကိုတည်သွားခဲ့ရပါပြီ။ Gaffi ကတော့ Otto နဲ့အကူမှာဆက်တွေ့တဲ့နှစ်ချက်လေးကြံနေသေးတာကိုတွေ့ပြီးတော့ Otto ကိုအရင်ကကမ်းလှမ်းချက်ကိုလှုပ်ပေးမှဖြစ်ပြီးတော့ Otto ကတော့သူတို့ကိုကူညီပေးရမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ရထားပေါ်မှာတော့ဂျင်းစတိုက Fit ကိုချိုးချီထားရပြီးတော့ရထားကတော့ Vince ကိုပြစ်ချမဲ့နေရတာကိုနီလာခဲ့ပါပြီ။ ဒါပေမဲ့လို့သူတို့မသိတာကဂါဖီရိုနဲ့အိုတိုပူပေါင်းပြီးတော့ဖစ်ကိုကဲဖို့ပြင်ဆင်နေကြပြီပဲဖြစ်ပါတယ်။ဂါဖီကတော့သူ့ကိုယ်သူယထာစီကိုရအောင်လို့ပြစ်လိုက်ပါတယ်။သူကတော့ဂျင်းစ်ကိုတိုက်မိသွားခဲ့ပြီးတော့သူ့ရဲ့ဖစ်ကိုလှုပ်ပေးဖို့ပြောသွားခဲ့ပါတယ်။ချုံမပြေးတိတ်ခင်မှာပဲဂျင်းစ်ကပစင်ယူပြီးတော့တိုက်ခိုက်လိုက်ပါတယ်။ဂါဖီကတော့ရှောင်လိုက်တာကြောင့်ပစင်ကသူ့ကိုမထိပဲနဲ့ကျိုးပဲပြေးသွားခဲ့ပါတယ်။ဂါဖီတို့တာဖာကတော့ယထာဘေးကနေကိုကတ်သွားခဲ့ကြပြီးတော့ယထာခေါင်းမိုးပေါ်ကိုတက်လိုက်ကြပါတယ်။ ယထာခါမိုးပေါ်ကိုရောက်သွားတဲ့အခါမှာရိုလန်နဲ့နိုလန်တို့ကတော့သူတို့ကိုဝိုင်းတားလိုက်ကြပြီပဲဖြစ်ပါတယ်။အဲဒီအချိန်မှာပဲပီဇာပိုးတဲ့ drone တွေကအများကြီးကိုမှရောက်လာခဲ့ပြီးတော့ဂါဖီကတော့မုတ်တွင်နဲ့တိုက်ခိုက်လိုက်ပါတယ်။ယထာကတရားနာကိုရောက်ခံပြီးမှပဲဂါဖီကအကောင်ကြီးရဲ့မျက်စိတွေကိုငရုတ်ကောင်းတွေကိုထည့်လိုက်ပါတယ်။ပြီးတော့ဂါဖီကအဆက်ဘူးကိုစားလိုက်ပြီးတော့မိတောင်းနဲ့သူတို့တစ်ဖွဲ့လုံးကိုမှုထုတ်လိုက်ပါတယ်။သူတို့နောက်ဆုံးမှတ်တိုင်ကိုရောက်ခံပြီးမှပဲဂါဖီနဲ့သူ့ရဲ့အဖေကတက်ကိုင်းတစ်ခုကိုဆွဲပြီးတော့ခေါမိုးအောက်ကိုဆင်းလိုက်ကြပါတယ်။ သူတို့ဖမ်းခံရနေမှာပဲဂါဖီကဖိတ်ကိုတရားအောက်ကိုပြစ်ချလိုက်ပြီးတော့သူကလည်းလိုက်ပြီးတော့ခုံချလိုက်ပါတယ်။တကယ်တော့တရားအောက်မှာအိုဒိုရိုကသူတို့အတွက်ကိုပိုက်ကွန်လုပ်ပေးထားတာလည်းဖြစ်ပါတယ်။သူတို့ကတော့ပိုက်ကွန်ပေါ်ကိုကြာသွားခဲ့ပေမဲ့လို့အပေါ်ကိုပြန်ကန်ပြီးတော့ထွက်ကာယထားပေါ်ကိုပြန်ပြီးတော့ရောက်သွားခဲ့ပါတယ်။ဒီခါမှာကတော့ဂါဖီနဲ့ဖိတ်ကဖမ်းခံလိုက်ရပြီးတော့ဂါဖီကတော့သူ့ရဲ့ဖိတ်ကိုမကယ်နိုင်လို့တောင်းပန်လိုက်ပါတယ်။ သူတို့နှစ်ယောက်ကတော့ယင်းနေလာတာကိုတွေ့လိုက်ရတဲ့အတွက်ကိုရိုလန်နဲ့နိုလန်တို့ကလည်းစိတ်ပျော့ခဲ့သွားရပြီးတော့ဂျင်းစီအမေကိုမနာခံတော့ဘူးဆိုပြီးတော့ပြောလိုက်ပါ යි ဂျင်းစကလည်းဒေါသထွက်သွားခဲ့ပြီးတော့သူတို့အားလုံးကိုယထာပေါ်ကနေပြီးတော့တွန်းချလိုက်ပါ යි ဂျင်းစကသူ့ရဲ့အစီအစဉ်ပြီးမြောက်သွားလို့ဝမ်းသာပြီးတော့အောင်ပွဲခံနေခဲ့ပေမဲ့လို့တိုင်တစ်ခုနဲ့တိုက်မိပြီးတော့သူကလည်းအောက်ကိုပြုတ်ချသွားခဲ့ရပါ යි သူတို့တွေကအောက်ကိုကျနေတော့မှပဲရိုလန်ကအားလုံးရဲ့လက်တွေကိုတွဲထားခဲ့ပြီးတော့သူ့ရဲ့မွေးခမ်းတာကိုလည်းလေးပေါ်လွှင့်နေအောင်လို့လုပ်လိုက်ပါ යි ဒါပေမဲ့လည်းအကြကြီးမလွှင့်နိုင်ပဲနဲ့ပုံပြတ်သွားတာကြောင့် ဦးတို့ကသူတို့ကိုကဲပြီးတော့ပိုက်ကွန်ပေါ်ကိုတင်ပေးလိုက်ပါတယ်။ပြီးတော့တဲ့နောက်မှာတော့သူတို့ကဂျင်းစ်ကိုလည်းကဲပေးလိုက်ကြပါတယ်။ဂါဖီကတော့သူ့ရဲ့ဖေကိုကဲပြီးတော့တဲ့နောက်မှာတော့အူတိုရဲ့ချစ်သူအီတေကိုပါကဲဖို့လုပ်လိုက်ပါတယ်။အဲဒီလိုမျိုးကဲဖို့အတွက်ကိုသူကလူလူဝစ်ပြီးတော့ရဲမှုမာဂျင်နဲ့ကိုတွေ့လိုက်ပါတယ်။ဂါဖီကတော့ကြောင်မာတာပြန်ကိုတုံပြီးတော့မာဂျီကသူပြောရကိုနားလည်အောင်လို့လုပ်လိုက်ပါတယ်။သူကတော့အီတေကိုပေးရင်ရာဇဝတ်သားဖြစ်တဲ့ဂျင်းစ်ကိုပေးမယ်လို့ပြောလိုက်ပါတယ်။မာဂျီကလည်းရာဇဝတ်သားကိုပို့ပြီးတော့လိုချင်တဲ့အတွက်အပေးယူကိုလက်ခံပြီးတော့ဣတဲကိုသူတို့စီကိုပေးလိုက်ပါတယ် ။အော်တိုနဲ့အီဒယ်ရိုကလည်းပြန်တွေ့သွားခဲ့ကြပြီးတော့သူတို့ရဲ့ဂျီနိုစီယာဇလန်လေးကလည်းစားလိုက်ကြပါပြီ။နောက်နေ့မနေ့မှာတော့ဂါဖီနဲ့အော်ဒီတို့ကလည်းသူတို့ရဲ့အင်ကိုပြန်လာခဲ့ကြပြီးတော့ဖစ်ကိုနှုတ်ဆက်လိုက်ပါပြီ။ဂါဖီတို့ကတော့အင်ရဲ့တကားပေါက်တတိလေးကနေကိုဝင်လာခဲ့ပြီးတော့ဂျွန်ကလည်းသူ့ရဲ့အင်မွေးတိရစ္ဆာန်လေးတွေပြန်လာတာကိုတွေ့တော့ပြေးပြီးတော့ဖတ်လိုက်ပါပြီ။ ဂျွန်ကလည်းသူကထိခိုက်ထန်ရာရှိမရှိကိုစစ်ဆေးပြီးတော့ဘာမှမဖြစ်တာကိုစစ်အေးသွားခဲ့ရပါတယ်။ဂါဖီကတော့အိမ်ပြေကိုပြေးထွက်လာခဲ့ပြီးတော့ဖစ်ကိုသူတို့နဲ့တူတူအိမ်မာကိုလိုက်နေဖို့ပြောလိုက်ပါတယ်။အဲဒီနေ့မှာပဲဖစ်ကဂျွန်တို့ရဲ့မိသားစုဝင်အစ်တစ်ဖြစ်လာခဲ့ပြီးတော့ညစာတူတူစားလိုက်ကြပါတော့တယ်။ကဲဒီနေရာလေးမှာပဲကျွန်တော်ရဲ့တင်ဆက်မှုလေးကလည်းပြီးဆုံးသွားရပါတယ်ခင်ဗျာ။အခုလိုမျိုး animation စကားကောင်းလေးတွေကိုစဉ်ဆက်မပြတ်ကိုကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့မချင်းမနစ် channel လေးကိုလည်း like and subscribe လေးတွေလုပ်ထားကြကြပါအောင်ခင်ဗျာ။ကဲဒါဆိုရင်နောက်တစ်နေ့မှာစကားကောင်းတွေနဲ့တူတူပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။